ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်အမြောက်ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားတာကြောင့်လေရင်နဲ့ပေါင်900ဘုံများကျဲချနေတယ်လို့ကင်းစီးရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဒီကနေ့နိုဝင်ဘာလ13ရက်နေ့မနက်ပိုင်းကကော့ကရိတ်မြို့နယ်မြောက်ပိုင်းမြောက်ရီကော့ကရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းမှာရှိတဲ့နောင်ကိုင်းကျေးရွာထီဖိုးဆန်ကျေးရွာနဲ့မိဖာလဲကျေးရွာတို့မှာ ်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကင်းနလီပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုများပြားနေတာကြောင့်လေကြောင်းပစ်ကိုခေါ်ခဲ့ရမှာစစ်လေယာဉ်နဲ့ပေါင်900ဘုံများကျဲချွာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အခုလေကြောင်းကနေပေါင်900ဘုံလေးလုံးနှစ်ကြိမ်လာကျဲသွားတယ်ဗျမိဖာလဲဂျီဝါကိုကြားရောက်ပေါက်ခွဲတယ်လို့သတင်းရပါတယ်စစ်ခွေးတွေထိနာနေလို့လာကျဲသွားတာပါကော့ကရိတ်မြောင်ပိုင်းကနောက်ကိုင်းတဲ့ထိပိုးဆန်နေရာတွေမှာစစ်ခွေးတွေလူရချီတည်နေတာပါဒီနေ့ကလည်းဘုံအလုံး60ကျော်ဝိုင်းတွဲလေရင်လည်းလာကျဲချတယ် ဒီနေ့ထပ်ပြီးအထိနာနေလို့ဂျက်ဖိုက်တာနဲ့စစ်ကိုခေါ်တာအောက်ဘိုတဲမြောက်ရီလန်ဟောင်ကိုအသက်တန်သိမ့်ဖို့စစ်တပ်ကလုပ်နေတာမရလို့လေးချောင်းကနေမဲနေတာလို့ KNC သတင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။အော်တိုဘားလအစောပိုင်းမှာစပြီးမြောက်ရီကော်ဂရိတ်ဒေါနာတောင်မော်လန်ဟောင်နဲ့ကော်ဂရိတ်မြောက်ပိုင်းရှိဂျေော်တွေကိုထိန်းချုပ်နိုင်ဖို့အတွက်အချမ်းပဲစစ်ကောင်စီတပ်နဲ့ DKPA ဗိုလ်ပိအဖွဲ့တို့ပူးပေါင်းကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာတာကြောင့် KNL ပူးပေါင်းတပ်ဖွဲ့ဘက်ကတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားနေတာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့်စစ်တပ်ကဂျုံတိုးမျိုးဘက်ကနေစစ်ကူများပို့ဆောင်တာဆက်လက်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ဒေါ်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအထူးရောင်ဖြင့်ကြီးညာခဲ့တဲ့ပြင်သစ်သမ္မတကို NUG ကကျေးဇူးတင်ရှိကြောင်းဆိုလိုက်တဲ့တဲ့မှာဒေါ်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအထူးရောင်ဖြင့်ကြီးညာခဲ့တဲ့ပြင်သစ်သမ္မတမက်ခရိုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဂျေဇူးတင်ကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဂျမန်နဲ့နိုဝင်ဘာလ10ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထက်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နန်းစုမွန်အောင်တို့ကပြည်ထက်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအရှိတောင်အရှာဌာနမှုတဲ့ Miss Mary Awareness မြန်မာနဲ့ထိုင်းတာဝန်ခံတဲ့ Miss Marion Jelly မြန်မာအတွက်ပြင်သစ်အထူးကိုယ်စားလှယ်ဖြစ်တဲ့ Mr. Christian Schwido နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာထုတ်ဖော်ပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တမနာကြီးဦးဝင်းမြင့်နဲ့တကွာမတရားသဖြင့်ဖမ်းဆီးခြင်းခံရသူများအားလုံးတို့ပေးရတဲ့အတွက်တောင်းဆိုပေးခဲ့တဲ့ပြင်သစ်တမနာမက်ခရိုကိုကျေးဇူးတင်ရှိကြောင်းစစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားဝင်ယက်တီချက်ကိုထုတ်ဖော်ခဲ့တဲ့အတွက်ကျေးဇူးတင်ရှိကြောင်း NUG ကထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။ ဒါပြင်လူသားချင်းစာနာတဲ့အကူအညီပေးရနေမှုများလက်ရှိမြေပြင်အခြေအနေတိုးတက်မှုများဒေါ်လာအင်အားစုများရဲ့ရှေ့လုပ်ငန်းစဉ်များနဲ့အခက်အခဲကြုံနေရတဲ့မြန်မာနိုင်ငံသားများကိုဆက်လက်အကူအညီပေးရန်စသည်တို့ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကနိုဝင်ဘာလ10ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီးစစ်အစိုးရက ၎င်းတို့ထိန်းချုပ်ထားတဲ့နေမြေဒေတာများမှာ2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲကဝင်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့အတိမပြုတ်ခံရမှုဆိုင်ရာစံနှုန်းများနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကထောက်ပြကြေညာခဲ့တာဖြစ်ပါတယ်။ဒါပြန်အော်တိုဘာလာတရနေ့ကလည်းပြင်သစ်သမ္မတအီမန်နွေးလ်မက်ခရွန်ကဒေါ်ဆန်းစုကြည်ထံကိုစာပေးပို့ခဲ့ပြီးပြင်သစ်နိုင်ငံအနေနဲ့သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတရဲ့အစာမှာထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမ္မတအီမန်နွေးလ်မက်ခရွန်က ဒေါ်ဆန်းစုကြည်တို့လိမ့်မှု၍ရေးသားခဲ့တဲ့စာကိုဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အရစ်ထံပေးပို့ခဲ့တာဖြစ်ပါတယ်။ပြည်သက်သမ္မတရဲ့စာမှာဒေါ်ဆန်းစုကြည်ရဲ့ကျမကြီးအတွက်အလွန်စိုးရိမ်ပူပန်တယ်လို့လည်းထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။အခုတစ်ခါဝလိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဂျေးရွာစစ်နေရွာကိုမိရှုဖျက်ဆီးနေမှုကနေအိမ်ယာနဲ့ချီမိလောင်ပြကြသွားပြီးရွာပေါင်း20ကျော်ကပြည်သူ2000ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့တဲ့တင်ကိုလည်းဖော်ပြပေးပါမယ်။ စကိုင်းနယ်ဝလဲမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့ဂျမ်ဖက်စစ်တပ်ကဂျေးရွာစစ်နေရွာကိုမီးရှို့ဖျက်ဆီးနေမှုကနေအိမ်ယာနဲ့ချီမီးတောင်ပြကြသွားပြီးရွာပေါင်း20ကျော်ကပြည်သူ2000ကျော်ဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဝလဲမြို့နယ်လူလူသပိတ်တိုက်ပွဲဥဆောင်ကော်မတီထုတ်ပြန်ချက်နဲ့ဒေသနေပြည်သူများထံကသိရပါဗျ။အော်တိုဘား23ရက်နေ့ကစတင်ပြီးလက်ရှိချိန်ထိဝလဲမြို့နယ်အတွင်းဂျမ်ဖက်စစ်တပ်ကစစ်ကြောင်း3000ကျော်ထံမှနေဂျေးရွာများကိုဝန်ရောက်စီးနှင်မီးရှို့နေခြင်းလည်းဖြစ်ပါဗျ။အဆိုပါဂျမ်ဖက်စစ်တပ်စစ်ကြောင်းများရဲ့မီးရှို့ဖျက်ဆီးနေမှုတွေကြောင့် လက်ရှိအချိန်မှာဝက်လက်မြို့နယ်တွင်ကရွာတော်ကုန်းတမကုန်းထုံးဖို့ရွာမူကြီးရွာတတက်ဦးရွာလှတော်ရွာရွှေကျင်ရွာခေါ်တော်ရွာစိုင်နိုင်လေးရွာလိန်ပင်ရွာမြေတော်ရွာနဲ့ဥရီကုံရွာမှာရာနဲ့ချီတဲ့နေအများမိလောင်ပြကြခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ6ရက်နေ့ကဝက်လက်မြို့နယ်မူကြီးကျေးရွာကိုဂျက်ဖက်စစ်တပ်ကမိရှုဖျက်ဆီးခဲ့မှုကြောင့်၄အင်း80ကျော်မိလောင်ပြကြခဲ့ပြီးအလားတူပဲနိုဝင်ဘာလ7ရက်နေ့ကလည်း ဝလိုက်မြို့နယ်လာရော့ရွာကိုဂျက်ဖစ်စစ်တပ်ကနှစ်နေရခွဲပြီးမိချို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်80ကျော်ပျက်ကျခဲ့တာဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေကဝလိုက်မြို့နယ်တဲကိုစစ်ကြောင်း၃ကြောင်းလောက်နဲ့မိချို့နေတာပါ။စစ်ခွေးစစ်ကြောင်းကအထက်လဲများနိုင်ပါတယ်။ကျွန်တော်တို့သိရသမျှနေအိမ်ပြည့်စုံမှုရေအတွက်ကမူကြီးရွာမှာအိမ်80ကျော်နဲ့လာရော့ရွာကအိမ်80ကျော်မိလောင်ပျက်ကျသွားတယ်လို့သိရတယ်။ပြည်သူတွေလည်းပြေးနေရတာတောင်းနေချီပြီးတော်တော်များများကရွာတဲကိုပြန်မဝင်နိုင်သေးဘူးလို့ဒေသနေပြည်သူတို့ကပြောပြထားတာဖြစ်ပါတယ်။လက်ရှိချိန်မှာ ဝက်လက်မြို့နယ်အတွက်မှာရှိတဲ့ရွာသားကြီးထုံးကုန်တတအူတမာကုန်ရွာတော်ကုန်ဥတီကုန်အုတ်ဖို့ကုန်ကြီးကန်တောင်ရွာမြောက်ရွာလာတော်လဲဦးကြီးကုန်နှမ်းကြီးကုန်ရွှေတာရေမတော်ကိုကိုစုမပြောတော်တကောင်းတောင်ကတူးများပါဝင်အနီးနားရှိကြီးရွာများမှာပြည်သူ၂000ကျော်ကဘေးလွရာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါဗျာ။ဒါပြင်ချမ်းဘက်စစ်တပ်က အော်တိုဘလာ73ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့ထိဂျိုင်ရိုကော်ပတာစက်တက်လေဒီနဲ့ဂျက်ဖိုက်တာများနဲ့အချိန်160ကျော်ဘုံကျဲတိုက်ခိုက်မှုများလည်းပြုလုပ်ထားတယ်လို့ဝါလိုင်းမြို့နယ်လူလူသပိတ်တိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာအပြည်ပြည်ဆိုင်ရာရာသပတရားရုံး ICC ကမယောင်လိုင်းကိုဖမ်းဝရမ်းထုတ်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးရဲ့မြန်မာနိုင်ငံအတွင်းရာသပမှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုတဲ့ကြေညာချက်ကို ုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ဥက္ကုံမထုံကတင်ပြလိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကကျင်းပခဲ့တဲ့အကျဉ်း80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံကြီးအစည်းအဝေးရဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစီရင်ခံစာခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဥက္ကုံမထုံကအခုလိုတင်ပြပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူများပေါ်ကျူးလွန်လာမဲ့ဆိုးရွားတဲ့ရာဇဝတ်မှုတွေကိုကြိုတင်မျှော်လင့်ထားတာနဲ့အညီ အရက်သားပြည်သူများရဲ့အတက်များကဲ့တင်ရန်ကာဝယ်ရန်အကြမ်းဖက်စစ်တပ်ရဲ့ထပ်မံရက်စက်မှုတွေကိုတားဆီးနိုင်ရန်ပြစ်မှုကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိစေရန်နဲ့အပြစ်ပေးအရေးယူခြင်းမှာကင်းလွတ်နိုင်မှုကိုအဆုံးသတ်ရန်တို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်နေတဲ့ရာဇဝတ်မှုများအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့ပုံမှန်စနစ်သုံးကြေညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်ရရှိထံတင်ပြခဲ့တယ်လို့သိရပါဗျ။အပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲရာရှိကား အကြမ်းဖက်စစ်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်အောင်ဖမ်းဝမ်းထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူများအနေနဲ့မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခဲ့ပြီးတင်းနေနီးပါအချိန်ကြာမြင့်လာသည့်အထိတရားစွဲရရှိရေးလျှောက်ထားခြင်းနဲ့ဆက်လျင်း၍တိတာထင်ရှားတဲ့တိုးတက်မှုများမရှိသေးတာကြောင့်ပြည်သူများရဲ့စိတ်ပြတ်မှုတွေဟာပိုပြီးကြီးမားလာကတရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့တမ်းမကြီးဦးကျော်မထွန်ကထောက်ပြထားပါတယ်။ယခုအခါအကြမ်းဖက်စစ်အုပ်စုကအတူရောင်ရွေးကောက်ပွဲကိုပြုလုပ်ပြီး ၎င်းတို့ရဲ့ကြီးလေးသောရာဇဝမှုတွေကိုဖုံးကွယ်ရန်၎င်းတို့ရဲ့ရာဇဝမှုတွေအတွက်တာဝန်ခံမှုမှရှောင်လွှဲရန်၎င်းတို့ရဲ့တရားမဝင်အောင်အသိမှုကိုလည်ပြားရန်ကြိုးစားနေပြီးအချမ်းပဲစိုးစုကရက်စက်မှုတွေကိုဆက်လက်ကျူးလွန်နေခြင်းခြေရောက်တဲ့နေမြေထိန်းချုပ်နိုင်မှုမရှိခြင်းနိုင်ငံကောင်းဆောင်တွေကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားခြင်းလူခွင့်ရေးချိုးဖောက်မှုတွေကိုခြေခြေပြင်းပြင်းနဲ့စနစ်တကျကျူးလွန်လျက်ရှိခြင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်း ပြည်သူလူထုရဲ့တရင်ချက်လက်ရရှိနိုင်မှုအခွင့်အရေးကိုစိုးစိုးရွားရွားကန့်သက်ထားခြင်းပြည်သူများပေါ်ချင်းချောက်မှုများတိုးမြင့်ခြင်းပြည်သူများအနေနဲ့အမြဲတစေကြောက်ရွံ့မှုနဲ့ဒွန်တွဲနေထိုင်ရလျက်ရှိခြင်းအဆော့ရှိတဲ့အခြေအနေများအောက်မှာအကြဘဲစေုပ်စုကစီစဉ်နေတဲ့ရွေးကောက်ပွဲက အတို့ရောင်းတဲ့လိန်လယ်မှုသာဖြစ်ပြီးထို့သောသောရွေးကောက်ပွဲကမိသည့်အခါမှာလွတ်လပ်၍တရားမျှတပြီးအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ဆိုပါတယ် တရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေတဲ့တူယောင်ရွေးကောက်ပွဲကိုဖြည့်ပြတ်သားသားပယ်ချကြရန်တိုက်တွန်းမှာကြောင်းနဲ့အချက်ဖက်စစ်ရသွေးသားမင်းအောင်လှိုင်အားဖမ်းဝရမ်းထုတ်ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်တယ်လို့တမ်မကြီးဥကြုံမထုံကတင်ပြထားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာအချက်ဖက်စစ်အုပ်စုကမြန်မာပြည်သူများပေါ်စစ်ရသွေးမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်လျက်ရှိတဲ့ရသွေးမှုအဆင့်ရှိကြီးလေးသောရသွေးမှုတွေကိုဆက်လက်ကျူးလွန်လျက်ရှိပါကြောင်းနဲ့အချမ်းဖက်စစ်အုပ်စုရဲ့အဆိုပါရာဇဝတ်မှုများနဲ့ဆက်လျင်၍ ခိုင်မာတဲ့တသက်အထောက်ထားများတဲ့အချက်လက်တွေကိုလည်းကုလသမဂ္ဂရဲ့အစည်းအဝေးခန်းစာအသီးသီးမှာအတိအလင်းဖော်ပြထားတယ်လို့တမ်မကြီးကဆိုပါတယ်။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်တရားရဲ့2025ခုနှစ်နှစ်ပတ်လည်အစည်းအဝေးခန်းစာမှာအချမ်းဖက်စစ်တကချင်းကချင်း၊ကရီနီကယာ၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနဲ့မကွေးတိုင်းဒေသကြီးများမှာအရက်သားပြည်သူများပေါ်ခွဲခြားမှုရှိပဲလေကြောင်းနဲ့လမ်းကြီးတိုက်ခိုက်မှုများစနစ်တကျညံပန်းနှိပ်စက်မှုများ လိမ်မိုက်ဆိုင်ရာအကြမ်းဖက်မှုများနဲ့ကလေးများအပါအဝင်ရပ်သားထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးချုံနောက်မှုများအပါအဝင်အရပ်သားပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နဲ့စနစ်တကျစစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုများကျူးလွန်ခဲ့ခြင်းကို ဖော်ပြထားပါတယ်လို့ဥကြုံမထွန်ကတင်ပြထားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူရဲ့နောက်ဆုံးတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာလည်းအကြမ်းဖက်ဆဲအုပ်စုရဲ့ဆက်လက်ဖိနှိပ်မှုများနဲ့ လူသားချင်းစာနာမှုဆိုင်ရာအချက်အသေးတွေကိုလက်နက်တပွဲအသုံးချရင်အထူးရောက်ရွေးကောက်ပွဲများမှာတစ်ဆင့်တရားဝင်မှုကိုဖန်တီးရန်ဂျိုးပန်းမှုတွေကိုတမ်းမကြီးကထပ်မံထောက်ပြထားပါတယ်။တရားမဝင်အာဏာသိမ်းရန်ဂျိုးပန်းမှုဖြစ်ပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တကောင်အရက်ဖက်စစ်ဘက်ဖွဲ့ချမှုရှိတဲ့၄ချောင်းတိုက်ခိုက်မှုပေါင်း3944ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း၄၁၃၅ဦးသေဆုံးကစာတင်ကြောင်းဆေးရုံဆေးကနဲ့ဘာသာရေးအဆောက်အအုံပေါင်း၁၀၀၀ကျော်ပါဝင်ပုဂ္ဂလိကပိုင်းပစ္စည်းစုစုပေါင်း၁သိန်းကျော်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်အမျိုးသမီးမိန်းကလေးငယ်များနဲ့ကလေးငယ်များပါဝင် အရသာ၄၉၆၃ဦးအသက်ဆုံးရှုံးခဲ့ရတယ်အစိုးရပြောင်းလိုက်တက်ဖြတ်မှုပေါင်း၄၅၂ကြိမ်အထိကျူးလွန်ခဲ့တယ်လို့လည်းတမ်းမဲကြီးကဆက်လက်တင်ပြထားပါတယ်အခြားဘက်စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တမ်းနဲ့ချီတဲ့ပြည်သူတွေဟာနေရွှန့်ခွာထွက်ပြေးနေကြပြီး နေထိုင်ရာအတိုက်မြုံများပါပျက်စီးခဲ့ရပါကြောင်းအဆိုပါဖြစ်ရများကမြန်မာပြည်သူများပေါ်ဖျက်ဆီးမှုများဖြင့်ကြောက်ရွံ့မှုဖြင့်ဖိနှိပ်ချုပ်ကန်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိတဲ့အချမ်းဘက်စေအုပ်စုရဲ့မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝမှုတွေကိုခံစားနေရတဲ့တန်းနဲ့ချီတဲ့ပြည်သူတွေအတွက်တရားရုံးရဲ့အချိန်မီထိရောက်တဲ့ရည်ယူဆောင်ရွက်မှုတွေကမဖြစ်မနေလိုအပ်လျက်ရှိပြီးမြန်မာပြည်သူများအထူးသဖြင့်အချမ်းဘက်စေအုပ်စုရဲ့ရာဇဝမှုကျူးလွန်ခြင်းကိုခံစားခဲ့ရသူများ ၎င်းတို့ရဲ့မိသားစုများအနေဖြင့်တရားမျှတမှုခံစားပိုင်ခွင့်ရှိပါကြောင်းနဲ့စစ်ရာဇဝမှုကျူးလွန်သူများအနေဖြင့်၎င်းတို့ကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တဲ့အပြင်မြန်မာပြည်သူများအတွက်အချိန်ကအမှန်တကယ်ပင်အရေးကြီးပါကြောင်းတမ်းမဲကြီးကနိုင်ငံတကာကိုအသိပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ